thank uh you -huh. င်္ဂလာပါရှင်ခေတ္တ news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာမတည်ငြိမ်တဲ့နေရာများမှာပညာရေးအားနည်းတဲ့ဒေတာတွေဖြစ်ပြီးပညာတက်မြမှုအားနည်းခြင်းနဲ့သိမြင်တွေးခေါ်နိုင်မှုအားနည်းလို့အကြံဖတ်မှုတွေလုပ်နေတယ်လို့မင်းအောင်နိုင်ပြောပြနေကြအောင်တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာမတည်ငြိမ်တဲ့နေရာများပညာရေးအားနည်းတဲ့ဒေတာတွေဖြစ်ပြီးအတန်းပညာတက်မြမှုအားနည်းခြင်းနဲ့သိမြင်တွေးခေါ်နိုင်မှုအားနည်းလို့အကြံဖတ်မှုတွေလုပ်ဆောင်နေခြင်းဖြစ်ကြောင်းအကြံဖတ်စကောင်းဆောင်ကပြောဆိုပြန်ပါတယ် မနေ့ကပြည်ဦးလွေမျိုးအမတ်သုံးချင်းခံပညာတက်တန်းကျောင်းမှ၎င်းကထပ်ပါတိုင်ပြောဆိုလာတာပါမြန်မာနိုင်ငံမှာဖြစ်ပွားလျင်ရှိတဲ့မတည်ငြိမ်မှုတွေနဲ့အကြမ်းဖက်မှုဖြစ်စဉ်တွေကိုကြည့်မြင်ဆိုရင်ပညာရေးအားနည်းတဲ့ဒေသတွေမှာပုံမှုဖြစ်ပွားတာကိုတွေ့ရှိရမှာဖြစ်ကြောင်းအတန်းပညာတက်မြတ်မှုအားနည်းခြင်းနဲ့သိမြင်တွေးခေါ်နိုင်မှုအားနည်းခြင်းတို့ကြောင့်အကြမ်းဖက်မှုလုံရက်တွေကိုလှုပ်ဆောင်လာကြခြင်းဖြစ်ပြီးဒေသနဲ့ဒေသခံတွေရဲ့လူမှုစီးပွားဘဝတွေကိုပါထိခိုက်လာစေကြောင်းမင်းအောင်လိုင်ကပြောဆိုပါတယ်ဒါအပြင်ပညာရေးဝန်ထမ်းများအပါအဝင်နိုင်ငံဝန်ထမ်းများအနေနဲ့ပါတီ ီနိုင်ငံရေးကင်းရှင်းရန်လိုအပ်မှာဖြစ်ပြီးနိုင်ငံရေးနဲ့နိုင်ငံအရေးကိုခွဲခြားသိမြင်ဖို့လိုအပ်ကြောင်းမိမိတို့တာဝန်ယူထားတဲ့တာဝန်တွေကိုကြည်ပြွစွာထမ်းဆောင်ခြင်းဖြင့်နိုင်ငံအရေးကိုကြည်ပြွရမှာဖြစ်ကြောင်းမင်းအောင်လိုင်ကပြောဆိုပါရယ်အကြံဖက်စကောင်းဆောင်မင်းအောင်လိုင်ကစွန်လ9ရက်မှာပြည်ဦးလွေမျိုးကိုလာရောက်ခဲ့ပြီးစွန်လ17ရက်နေ့မှာထပ်မံပြီးပြည်ဦးလွေမျိုးကိုပဲထပ်မံဆစ်ဆင်းမှုတွေလှောက်ဆောင်နေကြောင်းစွန်လ9ရက်နေ့ကစပြီးပြည်ဦးလွေနေအိမ်မှာရောက်ရှိနေထိုင်နေလို့သိရကြောင်းတပ်သတင်းအရင်းမြစ်တွေကပြောပါရယ်နောက်ထပ်တစ်ပုတ်အနေနဲ့ပုံမှန်33ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ် ်နိုင်ငံတကာအလို့သမားဖွဲ့ချုပ်ကြီးမှဆွန်လ9ရက်နေ့မှာ၎င်းတို့ရဲ့ဖွဲ့စည်းပုံပါအပိုင်း33အရာမြန်မာစေအုပ်စုကိုစတင်ပိတ်ဆို့အရေးယူလိုက်ပြီးဖြစ်ပါတယ်။စေအုပ်စုဘက်မှအာနာရှင်တို့ရဲ့လက်တုံးစကားဖြစ်တဲ့နိုင်ငံရေးအရာရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်မှုလို့ပြောလာပြီးတရားမျှတမှုမရှိပတ်လိုက်တယ်လို့ဆွတ်ဆွဲတုံ့ပြန်လာခဲ့ပါတယ်။ မြန်မာမှာစေယုံစုရင်အတ္တမလုံအားပေးခိုင်းစီမှုနဲ့အလုံသမားသမကဖွဲ့စည်းခွင့်ဆိုင်ရာနိုင်ငံတကာသဘောတူညီချက်တွေကိုကြေကြေပြန့်ပြန့်ချိုးဖောက်မှုတွေရှိနေတာကိုတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီအတွက် ILO က2023အောက်တိုဘာလကနေက၎င်းတို့စုံစမ်းတွေ့ရှိချက်တွေကိုအခြေပြုပြီးစစ်တပ်မှအတင်းအကျပ်ခိုင်းစီမှုတွေအဆုံးသတ်ဖို့အလုံသမားသမကဖွဲ့ဝင်တွေကိုဖမ်းဆီးနေခြင်းများရပ်ဆိုင်းဖို့အပအဝင်လိုင်းနာလှုပ်ဆောင်တင်တာတွေကိုလမ်းညွှန်ဖြင့်အကြံပြုထားခဲ့ပြီးဖြစ်ပါတယ်။ဒါပေမဲ့လည်း၎င်းတို့ရဲ့အကြံပြုချက်များကိုစေအုပ်စုမှဖုံးလိုက်တဲ့ငပိမရှိတဲ့အလားလစ် လီကိုရှုခဲ့တယ်အခုအခါမှာတော့၎င်းတို့တက်ကြွစွာအကောင့်ထဲပေါနေတာကိုမမြင်ချင်အောင်စောင့်နေတယ်လို့နတ်တန်တော့ပြောဆိုလာပါပြီ။ အဆိုပါဆုံးဖြတ်ချက်ကိုဇနီးဘာမှာကျင်းပတဲ့တင်ရ၁၃၀ဆင့်မြောင်းနိုင်ငံတကာလုံတမညီလာခံကြီးမှချက်မှတ်လိုက်တာဖြစ်ပါတယ်။ကန့်ကွက်တဲ့နိုင်ငံဆိုလို့ရုရှားသက်ရောက်ဘယ်လာရုစ်နဲ့လာအိုရိုတာရှိပါတယ်။အိုင်ယန်လူကပထမကမ္ဘာစစ်ပြီးဘာဆိုင်စာချုပ်ရဲ့တစိတ်တပိုင်းဖြစ်1919မှာစတင်ဖွင့်ဆင်းခဲ့တာဖြစ်ပါတယ်။၎င်းကအပြင်းထန်ဆုံးသောပုံမှန်နဲ့အရင်းယူလိုက်တာဖြစ်ပါတယ်။အိုင်ယန်လူရဲ့ရာစုနှစ်နဲ့ချီလာတဲ့တမိုင်းကြောင်းမှာပုံမှန်33ကိုတတိယအကြိမ်မြောက်ထုတ်သုံးခဲ့တာပေါ့။တတိယအကြိမ်ဆိုလို့နိုင်ငံ၃နိုင်ငံလို့ယူဆကမှာညွှန်းပါလိမ့်မယ်။မြန်မာက 2000ပြည့်နှစ်မှာတစ်ကြိမ်2025ခုနှစ်မှာတစ်ကြိမ်ဖြစ်ပြီးဒုတိယအကြိမ်ဖြစ်2023မှာ၎င်းတို့ကိုမြောက်ပင့်ပြီးနေတဲ့ဘယ်လာရုစ်ကိုအလုသမာသမကဖွဲ့စည်းခွင့်ကိုဆိုးဆိုးရွားရွားထိုးဖောက်နေခြင်းကြောင့်အရေးယူခဲ့ပါတယ်။ ILO မှာအတင်းအဓမ္မစစ်သားစုဆောင်နေမှုတွင်ရပ်တန့်ဖို့လည်းတောင်းဆိုထားပါတယ်။ဒီဆုံးဖြတ်ချက်အရနိုင်ငံတကာကုမ္ပဏီများအနေနဲ့ဆေးအုပ်စုရဲ့အလုသမာခွင့်ရေးချိုးဖောက်နေမှုတွေကိုတိုင်ရိုက်တော်၎င်းတွဲဝိုက်ပြီးတော်၎င်းအားပြီးခြင်းအလို့တူလို့ပါလှုပ်ဆောင်ခြင်းများတွေ့ရှိရပါကသတင်းပို့ဖို့လည်းတောင်းဆိုထားပါတယ်။ပုံမှန် 63ရဲ့တရားမှုတွေအနေနဲ့အာရန်လိုရဲ့ဤပညာပူပေါင်းဆောင်ရွက်မှုနဲ့အကူအညီများရဲ့ဆိုင်ခြင်းနဲ့တန်တမန်ကြီးရဖိအားများကုလသမဂ္ဂအေဂျင်စီများမှပင်းရထားတဲ့အကူအညီများရဲ့ဆိုင်ခြင်းတန်တမန်အတိမတ်ပြုမှုရဲ့ဆိုင်ခြင်းစစ်ကောင်စီကိုအစံဖက်အဖွဲ့အစည်းဖြင့်သတ်မှတ်ခြင်းများပါဝင်ပါတယ်။သုံးနိုင်ငံတကာကုမ္ပဏီများအနေနဲ့မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန်သို့မဟုတ်လက်ရှိလုပ်ငန်းများကိုဆက်လက်လုပ်ကိုင်ရန်စဉ်းစားကြပေမယ့်အထူးသောကုန်ပစ္စည်းတင်သွင်းမှုများရပ်ဆိုင်သွားခြင်းမျိုးလည်းဖြစ်လာနိုင်တယ်။၄နိုင်ငံတကာကုမ္ပဏီတစ်စိတ်ကြီးများ brand များအနေနဲ့မြန်မာ နိုင်ငံရှိ၎င်းတို့ရဲ့ထောက်ပံ့ရေးကွင်းဆက်များ supply chain များမှာလူကိုရင်းနဲ့အလို့သမားအခွင့်အရေးချိုးဖောက်နေမှုများရှိမရှိစစ်စစ်ဖို့ဖိအားပေးခံရမှာဖြစ်တဲ့ ငါအလုတ်သမားခွင့်ရေးချိုးဖောက်မှုတွေမှာပါဝင်ပတ်သက်တဲ့စစ်ကောင်စီကောင်ဆောင်တွေကိုနိုင်ငံတကာတရားရုံးများမှတရားစွဲဆိုခြင်းခံရနိုင်တဲ့အထိလန်ကင်းပေးနိုင်တဲ့အဆိုပါချက်များဖြစ်ပေါ်လာနိုင်တာကိုကြည့်မြင်ဆိုရင် ILO ရဲ့ပုံမှန်33ကမြန်မာနိုင်ငံပေါ်တိုင်းရိုက်စည်းဝါးရေးပိတ်ဆို့မှုများချမှတ်ခြင်းမျိုးမဟုတ်တော့လဲစစ်ကောင်စီပေါ်နိုင်ငံတကာဖိအားကိုမြင့်တင်ပေးပြီးနိုင်ငံတကာရှင်နီမြို့နယ်မှုတွေနဲ့ကုန်သွယ်ရေးမှတန်ရမှုတွေရှိလာနိုင်ကစစ်ကောင်စီရဲ့မရှိမဲရှိမဲကုန်သိက္ခာနဲ့စည်းဝါးရေးကိုထပ်မံထိခိုက်စေနိုင်ပါတယ်စေအုပ်စုဖို့အစိုးရတရက်ပြည့်လှုပ်ဆောင်တင်တာတွေကို လစ်လျူရှုနေပြီးလူလူတွေရဲ့စာဝင့်နေရေးကိုပုံမှန်အနေထားတိုင်ရအောင်ဘလို့မှလုံဆောင်နိုင်စွမ်းမရှိတော့၎င်းတို့အသက်ဆန်းနိုင်ဖို့အတွက်ချောင်းနှင့်အရွယ်မင်းကလေးကိုတောင်လက်ပြန်ကျိုးတုတ်ဖန်းစီဖို့ဝင်မလေးကြတော့တဲ့အထိအောက်ခြေမှာတူတက်လူငါတမင်းထင်ရဆိုင်နေကြပြီဖြစ်ပါတယ်။အိုင်ယလိုမှအခုလိုဆုံးဖြတ်လိုက်ခြင်းကစေအုပ်စုရဲ့ဤမျိုးစုံနဲ့ဖိနှိပ်ခံနေရတဲ့မြန်မာပြည်သူတွေရဲ့အောင်ပွဲဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကမှတ်ချက်ချမှတ်ခဲ့ခြင်းလည်းဖြစ်ပါတယ်လို့ရေးသားထားတာကိုတင်ဆက်ပေးလိုက်ရပါတယ် စကောင်စင်ကဆက်ချုပ်ရင်းလို့တိုင်းလင်ရင်ပြတ်ကြတယ်လို့လိမ့်လေသတင်းထုတ်ပြန်ခြင်း PLA ကပြတ်ကြတိုင်းလင်ရင်ရဲ့ဓာတ်ပုံများကိုဝေဝေးဆာဆာထပ်မံထုတ်ပြန်နေကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းပလင်းမြို့နယ်မှာပြစ်ချခံရလို့တိုင်းလင်ရင်ပြတ်ကြမှုကိုဆက်ချုပ်ရင်းပြီးပြတ်ကြတယ်လို့စကောင်စင်ကလိမ့်လေသတင်းထုတ်ပြန်ပါတယ်။ဇွန်လ10ရက်နေ့လည်း12:55မိနစ်ခန့်မှာပလင်းမြို့နယ်ကန်တောင်ရေစခန်းသိန်းတိုက်ပွဲကိုပုံလာခြင်းတဲ့အချမ်းဖက်စစ်တပ်ရဲ့ Jet Fighter တစ်စီးကိုပြည်သူလူမျိုးရေးတပ်မတော် PLA ကပြစ်ချခဲ့တာဖြစ်ပါတယ်။စကောင်စင်ကဆက်ချုပ်ရင်းလို့တိုင်း ုင်းလင်းရင်ပြတ်ကြတယ်လို့လိမ့်လေသတင်းထုတ်ပြန်လာကြ။ PLN ကပြတ်ကြတိုင်းလင်းရင်တပ်ပုံတွေကိုဝေဝေဆာဆာထပ်မံထုတ်ပြန်လာပါတယ်။အကြံပတ်စကောင်စင်ကတိုင်းလင်းရင်နဲ့ဆင်ရဟရင်များပြတ်ကြခံရလို့ပြတ်ကြတိုင်းစက်ချုပ်ရင်ပြီးပြတ်ကြတယ်လို့အမြဲလိုလိုလိမ့်လေသတင်းထုတ်ပြန်လို့ရှိပါတယ်။မေလာ20ရက်နေ့ကလည်းကချင်ပြည်နယ်ပမောင်မြို့ကိုစစ်ကူလာပိုးတဲ့ဆင်ရဟရင်နဲ့စီကောကရရင်ကအထင်ကန်ဒရုန်းများနဲ့ပြစ်ချနိုင်ခဲ့ပြီးအဲ့ဒီရဟရင်ပြတ်ကြမှုကိုလည်းစစ်ကောင်စင်ကစက်ချုပ်ရင်ပြီးပြတ်ကြခဲ့တယ်လို့လိမ့်လေသတင်းထုတ်ပြန်ခဲ့ပါတယ်။ နောက်ထပ်တပုံအနေနဲ့တိုက်ပွဲပြင်းထန်နေတဲ့ကြောင်းပြူမှာအထူးစည်းဝိုင်းဆောင်ကိုဆက်လုံမယ်လို့စစ်ကောင်စီပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အရခတတ်တော်အင်းနဲ့တိုက်ပွဲပြင်းထန်နေတဲ့ရခိုင်ပြည်ကြောင်းပြူမြို့မှာကြောင်းပြူထူစည်းဝိုင်းဆောင်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်တဲ့ကြောင်းပြူရင်းနဲ့စိတ်ကန်းစီမံကိန်းကိုဆက်လုံသွားမယ်လို့စစ်ကောင်စီကပြောပါတယ်။ဇွန်လ9ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့မြန်မာထူစည်းဝိုင်းဆောင်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ရဲ့2025-2026ပတ်နာနေ့ပထမကြိမ်စည်းဝေးမှာစစ်ကောင်စီကအဲ့ဒီလိုပြောဆိုလိုက်ကြပါောင်းမြန်မာထူစည်းဝိုင်းဆောင်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ထားရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံခြားစည်းဝါးဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာကန်စောကပြောကြားခဲ့တာဖြစ်ပါတယ်။ကျောင်းပြူထူးစည်းဝိုင်းဆောင်ရဲ့ကျောင်းပြူချင်းနဲ့စိတ်ကန်းစီမံကိန်းအတွက်ဥပဒေနည်းဥပဒေလုံထုံးလုံနည်းများနဲ့အညီဆက်လက်ဆောင်ရွက်မှာဖြစ်ကြောင်းလုပ်ငန်းအဖွဲ့အစည်းအဝေးမှာပြည်ထောင်စုဝန်ကြီးဒေါက်တာကန်စောကထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါအပြင်ဒီလဝအထူးစည်းဝိုင်းဆောင်မှာပြည်ပပုတ်ကုံတုံးမြင့်တင်ပို့နိုင်ရင်ဆောင်ရွက်ရန်လိုကြောင်းနဲ့ပြည်ပပုတ်ကုံမြင့်တင်ဆောင်ရွက်ခြင်းဖြင့်နိုင်ငံရဲ့ကုန်သွယ်ရေးလုံခြုံရေးမှုကိုနည်းနိုင်သမျှနဲ့အောင်ဆောင်ရွက်ရလိမ့်မယ်လို့ဒေါက်တာကန်စောကပြောပါရင်မြန်မာအထူးစည်းဝိုင်းဆောင်ဆိုင်ရာဘ ਹੁ လုပ်ငန်းဖွင့်ဒုတိယဥက္ကဋ္ဌပြည်တော်စုဝင်ကြီးဦးထိုးအောင်ကလည်းကြောက်ဖြူအထူးစည်းဝိုင်းဆောင်စီမံကိန်းနဲ့တဝဲအထူးစည်းဝိုင်းဆောင်စီမံကိန်းများအောင်မြင်စွာအကောင့်ထင်ပေါ်ဆောင်ရွက်နိုင်ဖို့အတွက်သက်ဆိုင်ရာဝန်ကြီးဌာနတွေကပူးပေါင်းဆောင်ရွက်ပြီးတဲ့အတွက်ကြီးစုတင်ကြောင်းပြောပါရင်ကြောက်ဖြူရှိ ်စစ်ကောင်စီတရင်များနဲ့တညဝရီရေတပ်မှတပ်ဖြန့်ထားတဲ့စစ်ကြောင်းများကာကင်စခန်းများနဲ့အခြေဆိုင်စခန်းများဖြင့်အရခတတ်တော်အင်တို့ကကြောက်ပြူမျိုးနီးမှတိုက်ပွဲဖြစ်ပွားနေကြတာဖြစ်ပါတယ်။ကြောက်ပြူမျိုးနဲ့လက်ခမော်မင်းတက်တောင်နှမ်းဖဲတောင်စမ်းမှုလက်မှုတင်တဲ့ကြောင်းတစ်ပုတ်တောင်ကြီးရွာတဝိုင်းရေတပ်ဌာနအနီးတဝိုင်းနဲ့အမှတ်32ရေတရင်အနီးတို့မှစစ်ကောင်စီကတပ်ဖြန့်ထားတာဖြစ်ပါတယ်။ အဲ့ဒီတဲကလိမ့်မော်ကာကင်းစကန်မင်းတက်တောင်စကန်နဲ့နန်းဖဲတောင်ကာကင်းစကန်တို့ကိုအရခတက်တော်ရင်ကတိမ့်ပိုင်ထားကြောင်းလဲမြေပြင်တရင်ရင်းမြစ်တွေစီကတည်ရပါတယ်မေလာ29ရက်နေ့ကဖြစ်ပွားခဲ့တဲ့နန်းဖဲတောင်တိုက်ပွဲတွင်မှစစ်ကောင်စီရဲ့တပ်မ7ချင်းမြတ်တရင်ဌာနချုပ်မှပုံမှုချုပ်ကြောင်မျိုးအောင်ပါဝင်နောက်ထပ်အရာရှိနဲ့တပ်သားစုစုပေါင်း9ဦးကအင်အင်းရဲ့စနိုက်ပါပစ်ခတ်မှုကြောင့်တိစုံသွားတယ်လို့သိရပါတယ်မေလာ30ရက်နေ့ကဖြစ်ပွားခဲ့တဲ့မင်းတက်တောင်ချင်းရွာနေတိုက်ပွဲမှာလဲစစ်ကောင်စီရဲ့တိုင်းစင်ဦးစီးမှုပထမရန်ဒုတိယပုံမှုချင်းရဲ့ပ ပါဝင်စစ်တုံမန်ဆန်ကောင်ကိုအင်းကအရှင်ဖန်းစီရရှိခဲ့ပါတယ်။ကြောက်ပြူတိုက်ပွဲအတွင်းအင်းရဲ့ဒိုးစင်များကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များစစ်ကြောင်းများမှကစင်ကလေးအထွက်ပြေးနေရကြောင်းလည်းသိရပြီးအရခတ်တတော်အင်းကလိုက်လံရှင်လင်းတိုက်ခိုက်နေတယ်လို့သိရပါတယ်။အင်းအင်းရဲ့ကြောက်ပြူမျိုးတင်တိုက်ပွဲမှာဒီကနေ့မနက်ဖြန်ဆိုသလိုအချိန်မီးဖြစ်ပေါ်လာနိုင်တဲ့အချိန်ဒီမှာအာနာသိန်းစစ်ကောင်စီကကြောက်ပြူမျိုးရှိစီမံကိန်းများကိုဆက်လက်အကောင့်ထဲပုံမှန်လို့ပြောဆိုနေခြင်းကလက်တွေ့မကျလို့လည်းတုံ့သက်သူတွေကပြောဆိုပါတယ်။ မြန်မာဒူးစီဝိုင်းစုံဆိုင်ရာပို့ဟလုပ်ငန်းဖွင့်အစည်းအဝေးကိုမြန်မာဒူးစီဝိုင်းစုံဆိုင်ရာပို့ဟလုပ်ငန်းဖွင့်အဖွဲ့ဝင်ဒုတိယဝန်ကြီးများတိလဝါကြောင့်ဖြူနေတဲ့ဝဲဒူးစီဝိုင်းစုံတို့မှစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများအမြဲတမ်းအတွင်းဝင်များညွှန်ကြားမှုချုပ်များနဲ့တာဝန်ရှိသူများတက်ရောက်ခဲ့ကြတယ်လို့သတင်းမှဖော်ပြပါရှိပါရဲ့ရှင်။